င်္ဂလာပါရှင်။ရာဂုံခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။စစ်ကောင်စီယာယီသမရမြင့်ဆွေမေလာဆမ်းမန်းကနေစတင်ပြီးကျမ်းမာရေးမကောင်းဖြစ်နေပါဗျ။ပြည်ပရမြန်မာလူထုမားတွေရဲ့လစာကိုတရားဝင်ဗန်တွေကနေတစဉ်ပြည်ရေးမိသားစုစီကိုလှဲပြောင်းတဲ့အထောက်အထားတွေအေဂျင်စီတွေကိုစစ်ကောင်စီကတင်ပြခိုင်းတဲ့သတင်းပါဝင်။နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ ခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့အကြက်ဖက်စစ်ကောင်စီကယာယီသမရဖြစ်တမြောက်ထားတဲ့မြင့်ဆွေမှာမေလဆမ်းမင်းကနေစတင်ပြီးကျမ်းမာရေးမကောင်းဖြစ်နေပြီးစေယုံတဲ့ကုသမှုခံယူနေရလို့စစ်တပ်သတင်းမြစ်အချို့စီကနေသိရှိရပါတယ်။မေလဆမ်းပိုင်းမှာယာယီသမရမြင့်ဆွေဟာစီးကျုံနဲ့နှလုံးရောဂါအပါအဝင်ကျမ်းမာရေးချုံရင်းလာတဲ့အတွက်စေယုံတဲ့ကုသမှုခံယူနေရတာလည်းဖြစ်ပါတယ်။ယမန်နေ့ကတော့မြင့်ဆွေသေဆုံးပြီဆိုတဲ့သတင်းတွေပြန့်နှံ့လာခဲ့ပေမဲ့ဒီသတင်းမှာမှန်ကန်မှုမရှိဘဲကျ မ်းမာရေးမကောင်းမွန်တာမှန်ကန်ပေမဲ့လည်းသေဆုံးမှုမရှိဘူးလို့လည်းသိရှိရပါတယ်။အသက်83နှစ်ရှိပြီဖြစ်တဲ့ယာယီသမရမြင့်စွေဟာ တန်းရွှေလက်ထက်မှာဒုတိယဗိုလ်ချုပ်ကြီးဟောင်းတိုးဖြစ်ပြီးရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖြစ်2017ခုနှစ်မတ်လ30ရက်နေ့ကနေ2016ခုနှစ်မတ်လ30ရက်နေ့ထိတာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး NLD အစိုးရလက်ထက်2016မတ်လ30ရက်နေ့မှာတော့စစ်တပ်ကရွေးကောက်တက်မြောက်တဲ့ဒုတိယသမ္မတဖြစ်လာခဲ့ပါတယ်2018ခုနှစ်မတ်လ21ရက်နေ့သမ္မတဦးထင်ကျော်နှုတ်ထွက်ပြီးတဲ့နောက်မှာယာယီသမ္မတဖြစ်မတ်လ21ရက်နေ့ကနေမတ်လ30ရက်နေ့ထိတာဝန်ထမ်းဆောင်ခဲ့သူတိုးဖြစ်ပြီး 2022ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာအကြက်ဖက်စစ်တပ်ကနိုင်ငံတော်အာဏာကိုသိမ်းခဲ့ပြီးတဲ့နောက်မြစ်ဆွေမှာမြည်သူကမှအတီးပြုတ်ခန့်အချင်းမရှိဘဲယာယီသမ္မတအဖြစ်တာဝန်ယူထားတာလည်းဖြစ်ပါရဲ့ရှင်။ ဒီတစ်ခါမှာတော့ပြည်ပနိုင်ငံတွေကိုအေဂျင်စီတွေကနေတဆင့်သွားရောက်အလုပ်လုပ်တဲ့အလုပ်သမားတွေရဲ့လစာ25ရာခိုင်နှုန်းကိုတရားဝင်ဗန်တွေကနေတဆင့်ပြည်ရင်းကိုမိသားစုစီကိုလွှဲပြောင်းတဲ့အထောက်အထားတွေကိုစစ်ကောင်စီကတင်ပြခိုင်းနေတယ်လို့ပြည်ရင်းအလုပ်ကံအေဂျင်စီအတိုင်းဝန်စီကနေသိရှိရပါတယ်။ဇွန်လကနေစတင်ပြီးလစဉ်လစန်း9ရက်အတွင်းပြည်ပအလုပ်ကံအေဂျင်စီတွေအနေနဲ့မိမိတို့စစ်လွတ်လိုက်တဲ့အလုပ်သမားတွေရဲ့လစာတွေကိုပြည်ရင်းကမိသားစုတွေစီကိုပြည်ရင်းဗန်တွေကနေတဆင့် လွှဲပြောင်းတဲ့အထောက်ထားတွေကိုစစ်ကောင်စီရဲ့အလို့သမားညွှန်ကြားမှုဥစ္စာနာစီကို တင်ပြရမှာလည်းဖြစ်ပါတယ်။တင်ပြရန်ပြက်ွက်ရင် ပြပလောက်ကန်အေဂျင်စီကိုလုပ်ငန်းလုပ်ကန်ခွဲလိုင်စင်ရုပ်သိမ်းတဲ့အထိအရေးယူသွားမယ်လို့လည်းသိရှိရပါတယ်။အဲဒီအေဂျင်စီတွေအနေနဲ့ဆင်လွတ်လိုက်တဲ့လူသမားတွေရဲ့လစာလွှဲပြောင်းအထောက်အထားတွေကိုဇွန်လ28ရက်နေ့နောက်ဆုံးထားပေးပို့ရမှာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အချိန်မီမပေးပို့ရင်အေဂျင်စီတွေရဲ့ဆင်လွတ်ရေးလုပ်ငန်းစဉ်တွေကိုယာယီဆိုင်ငံသွားမယ်လို့လည်းစစ်ကောင်စီကဖိအားပေးလာတာလည်းဖြစ်ပါရဲ့ရှင်။ တလင်းတိုင်းတဲ့တင်းတဘောကိုတက်ဆက်ပေးကြပါတယ်။တလင်းတိုင်းတဲ့ဒဝဲမြို့ပေါ်မှာပြည်သူတွေကို VPN စစ်ဆေးပြီးငွေတောင်းနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတရိပ်ပေးဖောက်ခွဲတိုက်ခိုက်ရမှာစစ်သားတအုပ်ဟာထိသွားခဲ့လို့လောင်းလောင် PDF ကတာဝန်ရှိသူတို့ကပြပြပါတယ်။မနေ့ကမနေ့ပိုင်းမှာဒဝဲမြို့လယ်ကောင်ကအောက်ကားကြီးလမ်းဆုံမှာမန္တလုံမော်တော်ပီကယ်ဂိတ်ဘေးမှာမန္တလုံထောင်ထားခဲ့ပြီးမိုင်းလာရှင်းတဲ့အကြမ်းဖက်စစ်သားတွေကိုဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အဲဒီတက္ကမှုတွင်မှာအကြမ်းဖက်စစ်သားတအုပ်ဟာထိသွားတာဖြစ်ပြီး ဒုတိယမိုင်းတစ်လုံးကိုတော့အကြက်ဘက်စစ်သားတွေရှာဖွေတွေ့ရှိခဲ့တဲ့အတွက်ဖောက်ခွဲရှင်းလင်းလိုက်တယ်လို့လည်းသိရှိရပါဗျ။ဒီတက်ခိုင်မှုကိုလောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လောင်းလုံးပောက်ကဖားနဲ့ဒေါင်းညီနောင်စစ်ကြောင်းကမြို့ပြပျောက်ကြားတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ ဘကောသတင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်။ဘကောတန်နေတလင်းမြို့နယ်မှာ PDF တပ်ဖွဲ့တွေကိုစုံစမ်းထောက်လန်းကစစ်တပ်အတွက်အလုပ်လုပ်ပေးနေတဲ့ခင်မောင်ထေးကိုပြစ်ခတ်တက်ခတ်ရံမှာသိသွားရလို့နေတလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Forest DF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြပြပါရယ်။ဇွန်လ16နေ့ည10နိုင်လောက်မှာနေတလင်းမြို့နယ်မကြီးပင်အောင်တုခကျေးရွာမှာနေထိုင်တယ်။ခင်မောင်ထေးကိုတရင်3 8 3 1တက်ခွဲနဲ့ Forest DF တက်ခွဲ3နတ်စစ်တီတပ်ဖွဲ့တို့ပူးပေါင်းတက်ခတ်ခဲ့တာလည်းဖြစ်ပါရယ်။သေဆုံးသူခင်မောင်ထေးဟာ တော်လဲရဲဘော်တွေရဲ့တွာလာလှုပ်ရှားမှုတွေတနေရာတွေကိုစုံစမ်းထောက်လန်းကအကြက်ဖက်စစ်ကောင်စီတက်စီကိုပြေပို့တာတွေလှုပ်ဆောင်နေတဲ့အတွက်အချင်းချင်းသတိပေးခဲ့ပေမဲ့လည်းလိုက်နာခြင်းမရှိတာကြောင့်အခုလိုပြစ်ခတ်ရှင်းလင်းရတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။လက်ရှိမှာအကြက်ဖက်စစ်တပ်ဟာစစ်မှုထမ်းဥပဒေကိုအကောင့်ထဲပေါ်စေဖို့အတွက်လူငယ်တွေကို အတင်းအဓမ္မစစ်သားစုဆောင်တာပြည်သူတွေလွတ်လပ်စွာခေးသားလာခြင်းမရအောင်ပိတ်ဆို့တာအကြောင်းမျိုးမျိုးပြငွေကြေးတောင်းခံတာစတဲ့ဒုက္ခအမျိုးမျိုးကိုပေးနေတာကြောင့်အကြက်ဖက်စစ် ်ကောင်စီတက်ကိုဝေးကနေရှောင်ရှားကြဖို့အတွက် Phoenix DF တပ်ဖွဲ့ကတိုက်တွန်းထားပါတယ်ရှင်။ ဒီတစ်ခါမှာတော့ပဲခူးတိုင်းဒိုင်ဟူးအချင်းထောင်မှာထောင်အာဏာပိုင်တွေကနိုင်ငံရေးအကျဉ်းသူတွေကိုဥပဒေမဲ့ရိုက်နှက်မှုကြောင့်အကျဉ်းသူ80ဦးကျော်ထိခိုက်ဒဏ်ရာရှိပြီး9ဦးကျော်ဟာပြင်းထန်ဒဏ်ရာရှိခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNN ကဥဆောင်ကော်မတီဝင် ကိုတိုက်ထွန်းကပြပြပါရတယ်။ကြိုင်မျိုးအကျဉ်းထောင်ကနေထောင်ပြောင်းနဲ့ရောက်ရှိလာတယ်။နိုင်ငံရေးအကျဉ်းသူတွေနဲ့မူလရှိနေတဲ့နိုင်ငံရေးအကျဉ်းသူတွေကိုဒိုင်ဟူးအချင်းထောင်အာဏာပိုင်တွေကဥပဒေမဲ့ရိုက်နှက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုရိုက်နှက်ခဲ့မှု ကြောင့်နိုင်ငံရဲ့အကျဉ်းသား80ဦးကျော်ဟာထိခိုက်ဒဏ်ရာရှိခဲ့ပြီး9ဦးကျော်မှာတော့ဥပဒေထိခိုက်ပေါက်ပြဲဒဏ်ရာတွေပြင်းပြင်းထန်ထန်ရရှိခဲ့လို့လည်းသိရှိရပါတယ်။လက်ရှိမှာရိုက်လက်ခံရတဲ့အမျိုးသမီးတွေကိုတိုက်ပိတ်ထားပြီးအပြင်းထန်ရိုက်လက်ခံထားသူတွေဟာတိုက်ဦးစေယုံဆောင်မှာစေဝါကုသမှုခံယူနေရတယ်လို့လည်းကိုတိုက်ထုံးကပြပြပါတယ်။ရိုက်လက်ရမှာထောင်ဝန်တန်းအမျိုးသားတွေကအမျိုးသမီးတွေအပေါ်ကိုအဆက်ရစေဖို့အတွက်ဆဲဆိုပြီးညဉ့်ညမ်းတဲ့စကားအသုံးအနှုန်းတွေကိုပြောဆိုကလူမဆန်စွာနှိမ်ပန်းနှိမ့်ဆက်ရိုက်လက်ခဲ့တာလည်းဖြစ်ပါ ါတယ်။အဲဒီလိုလူခွေရချိုးဖောက်ကျွလွန်သူအချင်းဦးစီးဝန်ထမ်းတွေကိုတော်လန်းအင်အားစုတွေအနေနဲ့ဖန်စီထင်းသိမ်းပြီးထိရောက်တဲ့အပြစ်ပေးအရေးယူဖို့အတွက်မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကိုရဲ့ PPNN ကတောင်းဆိုထားပါတယ်ရှင်။ ရခိုင်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။ရခိုင်ပြည်နယ်တောင်ကုန်းတက္ကသိုလ်ဝင်းကိုအကြမ်းဖက်စစ်တပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးကြက်ရောက်ပောက်ကွဲသွားတာကြောင့်တင်းနေရထဏာမှုအိမ်နဲ့ကားထိခိုက်ပျက်စီးခဲ့ရတယ်လို့ဒေတာရင်းသတင်းမြို့တွေစီကနေသိရှိရပါရစေ။ဇွန်လ18ရက်နေ့မွန်လွယ်တနိုင်းလောက်မှာတောင်ကုန်းမြို့နယ်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြမ်းဖက်စစ်တပ်ဟာလက်နက်ကြီးတွေနဲ့ပြစ်ခတ်ခဲ့တာလည်းဖြစ်ပါရစေ။အဲလိုပြစ်ခတ်မှုကြောင့်တင်းနေရထဏာမှုဥအောင်စိုးနေအိမ်နဲ့ကားဟာထိခိုက်ကအားလုံးဟာပျက်စီးသွားတာလည်းဖြစ်ပါရစေ။ဒါအပြင်ဇွန်လ 16နှစ်မွန်လွဲပိုင်းကနေစတင်ပြီးမနေ့ကညပိုင်းအချိန်ထိတောင်ကုန်းမြို့နယ်မှာအေးအေးနဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြမ်းဖက်စစ်ကောင်စီတပ်ဟာလက်နက်ကြီးတွေနဲ့ရန်တန်ပစ်ခတ်နေတယ်လို့လည်းသိရှိရပါတယ်။အကြမ်းဖက်စစ်ကောင်စီကတောင်ကုန်းမြို့နယ်မှာတိုက်ပွဲရှိသည်ဖြစ်သည်မရှိသည်ဖြစ်စေလေကြောင်းကနေဘုံကျဲတက်ခတ်မှုတွေလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေကြောင့်မြို့ခံတွေအားလုံးနဲ့အနီးအနားကျေးရွာကဒေသနေပြည်သူတွေအားလုံးဟာအုံးမဲ့အိမ်မဲ့ထွက်ပြေးနေကြတယ်လို့လည်းသိရှိရပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုဒ်ကတော့ဘကိုတန်သာရိခန့်ဘကိုရုံမှအတွင်စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်နဲ့ PDF တပ်ဖွဲ့ကြားမှာ၄ရက်ဆက်တိုက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်ဘက်က၁၈ဦးသေသွားကတော်လဲရဲဘော်တို့ဟာကြောက်ဆုံးခဲ့ရလို့သာရိခန့် PDF ကတာဝန်ရှိသူတို့ကပြပြပါဗျ။ဇွန်လ၁၂ရက်နေ့ကနေ၁၅နေ့ထိသာရိခန့်ဘကိုရုံမှကိုစစ်ကြောင်းထိုးတက်လာတဲ့အင်အား60ခန့်ပါတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနဲ့တော်လဲတပ်ဖွဲ့ကြားမှာ၄ရက်ဆက်တိုက်ထိတွေ့တိုက်ပွဲဖြစ်ပွား ွားခဲ့တာပါအဲထိတွေ့တိုက်ပွဲတွင်အကြမ်းဖက်စစ်တပ်ဘက်က18ဦးဟာသေသွားကာ10ဦးခန့်ဟာပြင်းထန်ဒဏ်ရာရှိခဲ့တယ်လို့တော်လန်ရဲဘော်တူဟာလည်းကြာဆုံးသွားခဲ့ရကတက်ခွက်တရုံးမ GPK ပြည်သူ့ကာကွယ်တပ်ဖွဲ့ကရဲဘော်တူလည်းထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့လည်းသိရှိရပါတယ်ဒါပြင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာတော်လန်တပ်ဖွဲ့ရဲ့စခန်းတစ်ခုကိုမိရှုဖျက်ဆီးခဲ့ပြီးတဲ30နှလုံးဟာမီးလောင်ပြကျခဲ့ရတယ်လို့လည်းသိရှိရပါတယ်ရှင် ုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါ။ကျေးဇူးတင်ပါတယ်ရှင်။ကျမများပါ။